ိကက်လို့ခေါ်တဲ့လူသားကဘာမှာ Ax နဲ့ Ambla တို့ရဲ့တားစီမျိုးဆက်တွေနေထိုင်ခဲ့ကြပါတယ်။ Ax နဲ့ Ambla ဆိုတာနှစ်ဖျားတွေပန်ဒီရဲ့ကမ္ဘာပထမဆုံးသောလူသားစုံတွေပါ။လူလောကဟာ၎င်းတို့ကိုမကောင်းတဲ့အင်အားစုတွေကနေအမြဲကာဝယ်ပေးခဲ့တဲ့နှစ်ဖျားတွေရဲ့အကာအကွယ်နဲ့ရှင်သန်ခဲ့ကြပါတယ်။ Terminator of Giants လို့နာမည်ကြီးတဲ့တော်ကတော့ယွန်းထော်ရေခဲ Blue Yui Yan ကနေလူကဘာကိုအထူးကာဝယ်ပေးသူပါ။နှစ်ဖျားရီရဲ့ကာဝယ်နဲ့လူသားတွေကြွယ်ဝလာပြီးနှစ်ဖျားရီကိုအစင်စိုက်ပူဇော်ခဲ့ကြပါတယ် ဒါပေမဲ့ဒီလူတွေတော့မှနတ်ဖျားတွေရဲ့အကာအကွယ်ဟာထာဝရမတည်ရှိဘူးဆိုတာနဲ့ရက်ခနာတော့ဂါလာအတွင်းအက်စကာရီယာနတ်ဖျားတွေကိုယ်တိုင်မကောင်းစွာအင်အားစုတွေကိုရင်ဆိုင်မှုရုံးကန်အားမှာတိခဲ့ကြပါတယ် မိကက်မှာတော့ငွေရစီကပြီးဆုံးလို့နေပါပါနေရာတိုင်းမှာကောက်ပဲတိနံစိုက်ခင်းတွေနဲ့ပြည့်နေပြီးရိတ်သိမ်းရဖို့လည်းနှီးနေပါပြီဒါပေမဲ့လုံးဝမမျောလင်းထားတဲ့အေးဆက်လုံးနဲ့လေတွေတိုက်ခတ်လာပြီးဒီလေတွေကတိနံအများပြားကိုဖျက်ဆီးပစ်ခဲ့ပါတယ်တရွက်တွေကအဆောင်အယောင်လင်းလင်းမြန်မြန်ရရှိခဲ့ပြီးကြိုတင်မြုံမန်းထားတဲ့အချိန်တည်းဆော့ပြီးတော့ကျွေးကျသွားပါတယ်ဒါကပြင်းထန်တဲ့ဆောင်းရည်တစ်ခုချင်းကပ်လာပြီးဆိုတဲ့လက္ခဏာတစ်ခုပါသူရဲ့စိုက်ခင်းတွေပြည့်စည်နေရတော့မှလူတွေဟာလာမယ့်ဆောင်းရည်အတွက်တက်နိုင်သလောက်ပြင်ဆင်မှုစူးစမ်းခဲ့ရပါတယ် ဒါပေမဲ့သူ့ရင်ဆိုင်မှုအဆင်းသင့်မဖြစ်ခဲ့ပါဘူး။ဒီလိုနဲ့ပဲ Film Winter လို့ခေါ်တဲ့ဆောင်းရည်ကြီးရောက်ရှိလာခဲ့ပါပြီ။ရှေ့လျားရဲ့ဆောင်းရည်ကြီးနဲ့အတူဂျာမန်လူရည်စီမပါပဲဆောင်းသုံးခုဇက်တိုက်လာပါလိမ့်မယ်။လူရည်နဲ့တိရစ္ဆာန်တွေကအေးအေးတန်းကနေကင်းလို့ရနေရာတွေမှာခိုလုံကြရပါပြီ။မြောက်တွေကပိုကြသွားတယ်လို့ထင်လာပါတယ်။ညာညာတိုင်းလူကြီးကြောက်တာနောက်တစ်ခါဘယ်တော့မှနေပြန်ထွက်မလာတော့မှာပေါ့ဗျ။သူရဲ့အစားအစာတွေကုန်ခန်းသွားပြီးအငတ်ပေးကြောင်ကိုယ်တိုင်ဝင်းမိထားတဲ့ကြက်ဦးနဲ့ကြက်သားတွေတောင်စားရပါတော့တယ် အေးဆက်တဲ့ရာသီဥတုအတွင်းအပြင်ထွက်ပြီးအမဲလိုက်ဖို့ကြိုးစားတဲ့လူတွေကတော့ဖန်နိုရာရဲ့တာသမီဝင်ပလေအုပ်လေးအတွက် တားကောင်တွေဖြစ်သွားခဲ့ရပါတယ်။လူသားတွေဟာရှားပါးတဲ့ရေးမြစ်တွေအတွက်အချင်းချင်းတိုက်ခိုက်လာကြပါတယ်။ညီကိုအချင်းချင်းတိုက်ခိုက်ကြပြီးကလေးတွေကလည်းသူတို့မိဘတွေကိုပြန်လည်စိန်ခေါ်ကြပါတယ်။လူလောကကြီးရဲ့ဗဟံဗရာဖြစ်နေပါပြီ။လူသားတွေရဲ့ပစိန်တွေမှာသူ့ရဲ့အမြဲတမ်းဆူဆွလို့နေပါတော့တယ်။အစားအစာချို့တဲ့မှုကလူများပြားကိုလူသားစားလို့စိတ်စီတွန်းပို့ခဲ့ပါတယ်။ကြံ့ရိုက်ခဲ့တဲ့လူသားအချို့ကလည်းအလင်းမြန်မဲ့တည်ဆုံးလာနေခဲ့ကြပါတယ်။ S ကမှာရှိတဲ့ Acer နှစ်ပြောက်ရာသူတို့နဲ့အမောင်ရင်အားစုတွေကြာနောက်ဆုံးတိုက်ပွဲဟာနီးကပ်လာပြီဆိုရယ်လက္ခဏာတွေကိုသတိထားမိခဲ့ကြပါတယ်။ဒီအဖြစ်အပျက်ကြီးကိုနှစ်ပြောက်ရဲ့နေဝင်ချိန် Ragnarok လို့တည်လာခဲ့ကြပါတယ်။မြန်မာနာဆောင်းရာဒီသုံးခုပြီးမှလူလောကဟာဖြိုဖျက်ဖြစ်သွားခဲ့ပါတယ်။နောက်ဆက်တွဲဖြစ်ခဲ့တဲ့တွေးထွက်တန်ရုံဗျံဗရာမှုကနေအနည်းငယ်ပဲအသက်ရှင်ကျန်ရခဲ့ပါတယ်။ Ragnarok ရဲ့နေတန်းအတွက် Hawking ထုတ်ထားတဲ့အခြေအနေတွေဟာတကယ်ဖြစ်လာခဲ့ပါပြီ။ ခန္ဓာရရဲ့တာသမီတွေကိုကြွေးကြော်တဲ့ဝင်ပရီနကောဟာကောင်းကင်တစ်လျှောက်ဖြတ်သန်းပြီးနေနဲ့လောက်လိုက်ဖမ်းခဲ့ကြပါတယ်။ဟက်ချီကလောက်လိုက်ပြီးစကိုအနေကိုလိုက်ခဲ့ပါတယ်။နေနဲ့လောက်ရဲ့ကိုစားပြူနယ်ဖျားတွေဟာအချိန်တော်ကြာဝင်ပရီစီကနေလွတ်မြောက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ဟာဖန်ရောရဲ့တာသမီတွေကိုထာဝရမရှောင်ရှားနိုင်ခဲ့ပါဘူး။ဝင်ပရီကနောက်ဆုံးမှနေနဲ့လောက်ကိုဝါမျိုးလိုက်ကြပါတော့တယ်။နေနဲ့လောက်မရှိရတဲ့ကဘာကြီးကအမှောင်ကျသွားခဲ့ပါတယ်။အဆုံးသက်ကနှီးဆက်လာပါပြီ။ အစ်ထရာဇေးကနေငလင်ကြီးရေလောက်ခတ်ခဲ့လို့ပြည့်ရအကြောင်းကြီးဖြစ်ပေါ်ခဲ့ပြီးတောင်ကြီးတွေပြိုကျခဲ့ပါတယ်။အက်စကတ်ကဖန်ရာဝင်ဘလီကိုချီနှောင်ထားတဲ့ကြောက်တုံးဟာလည်းကွဲအပ်သွားပါတယ်။ဝင်ဘလီကြီးကနောက်ဆုံးမှလွတ်မြောက်သွားပြီးလက်စားချေဖို့စိုင်းပြီးနေခဲ့ပါတယ်။ကဘာမွေကြီးယော်မန်ကန်ကရဲမှလောက်ခတ်ခဲ့ပြီးအေယာမှလိုင်းလုံးကြီးဖြစ်ပေါ်စေခဲ့ပါတယ်။ဒီဆူနာမီလိုင်းလုံးကြီးအကြောင်းကန်ယူရန်မြို့ကိုပြိုပြက်ခဲ့ပါတယ်။ရောမန်ကန်တာကသူ့ရဲ့ကြောက်မဲ့ဖွယ်စိတ်တွေကိုထုတ်လွှတ်လိုက်ပြီးရေတုကိုညဉ့်ဉန်းစေခဲ့ပါတယ်။ plankton လို့သိငယ်တဲ့သက်ရှိတွေကနေအကြီးဆုံးဝေလာငါးရီအထိအကုန်လုံးဟာမွေစိတ်သိမှုကြောင့်တည်ကြည်ခဲ့ကြပါတယ်။လိုဂီဟာနဖျားဖော်တော်ကိုတတ်ခဲ့တာတွေအချင်းချခံခဲ့ရပြီးထိတ်လန့်ဝဲပြေးပေးခံသူဟာရက်ခနာရောကလာကျင်းမှာတော့သူ့ရဲ့အချင်းချခံထားမှုကနေလွတ်မြောက်လာခဲ့ပါတယ်။တူတာဖန်နာဝင်ပလေကြီးလိုပဲလိုဂီရဲ့နှလုံးသားမှာဆန္ဒတစ်ခုရဲ့ရှိခဲ့ပါတယ်။အက်စကာရီယာနဖျားတွေကိုဖျက်ဆီးဖို့ကလဲပြားချင်းနဖျားကတေလွန်သူတွေရဲ့ကဘာဟယ်လင်းစီဆင်းသွားခဲ့ပါတယ်။ အဲ့ဒီမှာသူသမီးဟဲလာကထီနန်ကိုအပြေးဝအုပ်ဆိုးတာပါဟဲလင်ရဲ့ဘေးမှာသူ့အဖေကိုအန်တစ်စစ်တက်တစ်ခုပေးခဲ့ပါတယ်ဒီစစ်တက်မှာအရှက်ရစရာတေဆုံးမှုကိုတွေ့ကြုံခံစားခဲ့ရသူတွေအလောင်းတွေပါဝင်ပါတယ်သူတို့အသက်ရှင်နေတာမရခဲ့ဘူးကိုယ်ကိုရယူခြင်းခဲ့ကြသူတွေပါအဲ့ချော်စေးရဲ့အမြင့်တွေကိုကန်ဆာရဲ့ငဃာကြီးနစ်ထော်ကလူသေးတက်တွေကလူသားတွေရဲ့ကဘာစီခြိတက်မဲ့ဥမင်လိုင်ကောင်းကြီးတူးဖော်ခဲ့ပါတယ်မီတော့ကြီးတွေဟာမူစပယ်ဟင်ကဖိုင်ယာချိုင်းရဲ့စစ်တပ်ကြီးခြေတက်လာနေပြီဆိုတာညွှန်ပြနေခဲ့ပါတယ် ဒီမီဘလူးကြီးတွေကိုဆူတာဦးဆောင်တာပါဆူတာကမီးတောင်နေတဲ့သူ့ဓာတ်နဲ့လမ်းကြောင်းပေါ်ကအရာတွေကိုမီးရှို့ရပါတယ်ရောထန်ဟိမ်ရဲ့ရေကျဲဘလူးကြီးတွေကလည်းလူလက်သားတွေနဲ့လှုပ်ထားတဲ့တင်မောကြီးတွေပေါ်ခုံတက်ပြီးနှစ်ပြားတွေနဲ့အမောင်အင်အားစုတွေကြားမှာစစ်မြေပြင်ဖြင့်ရွေးချယ်ထားတဲ့ပိတ်ခရစ်စီရွလင်းနေကြပါတယ်နှစ်ပြားတွေရဲ့တန်တမန်ဟိမ်တော့ရဲ့စိတ်ထဲမှာရက်နာရောစတင်ပြီဆိုတာတန်တရားမရှိတော့ပါဘူးဒါကြောင့်နောက်ဆုံးတော့ဟိမ်တော့ကရာလာဟုံးကိုမှုတ်လိုက်ပါပြီဒီတန်ကိုစက်ကြော်လာတစ်ခုလုံးမှကြားနိုင်ခဲ့ပါတယ် ဒါကလူရန်ကြောက်လန့်နေတဲ့တတိပေးချက်ပါအေဆာနတ်ဖျားတို့ရဲ့ခေတ္တခေတ်ညီကောင်းအချင်းကပ်လာခဲ့ပါတယ်စစ်ပွဲဤစတင်တော့မှာဟင်တော်ရဲ့တတိပေးတာကနောက်ဆုံးစစ်ပွဲနေ့ရောက်လာပြီလို့ကြေညာခဲ့တာဖြစ်ပါတယ်လူကြီးအမိန့်နဲ့အမောင်အရားစုရာအေဆာနတ်ဖျားတို့ရဲ့အုပ်စိုးမှုအဆုံးသတ်ဖို့ဆရာထက်တန်နေခဲ့ကြပါတယ်တိုက်ပွဲဝင်မှုအသင့်ဖြစ်နေတဲ့အက်စကာရီယန်နဲ့ဖျားတွေကဒီစစ်ပွဲကြီးဟာရှောင်လဲလို့မရနိုင်မှန်းသိနေတာနှစ်ထောင်ကြီးကြာခဲ့ပါပြီ။သူတို့တွေကအဲ့ဒီနေ့အတွက်ပြင်ဆင်ထားကြတာပါ။ ဘဟာလာရဲ့တကားတွေပွင့်လာပြီးထောင်ချီရဲ့စစ်တီတွေဟာအိုဒင်ရဲ့စစ်တပ်ကြီးဖြစ်ထွက်လာခဲ့ပါတယ်။ဒီစစ်တပ်ကြီးမှာအရေးရင်ဆုံးစစ်တီတွေပါဝင်ပါတယ်။သူတို့အသက်ရှင်နေကစစ်မြေပြင်မှာရဲရင်စွာတိုက်ခိုက်ရင်ကြာဆုံးသွားကြသူတွေပါ။စစ်မြေပြင်မှာကြာဆုံးခဲ့တဲ့သူတို့ကိုဘယ်ခရီတွေကဘဟာလာဟောစီခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ဘက်ကနာတော်အထက်မှာနတ်ဖျားရိုင်နဲ့အတူတိုက်ခိုက်ရင်သူတို့ရဲ့ရဲရင်မှုကိုထပ်မံပြသဖို့စောင့်ခဲ့ကြသူတွေပါ။လက်နက်ကိုင်နိုင်စွမ်းရှိတဲ့နတ်ဖျားအလုံးဒီစစ်တီတွေနဲ့ပူးပေါင်းလိုက်ပါတယ်။ မူစပယ်မီဘလူးကြီးတို့ရဲ့စစ်တပ်ဟာ S ကတိုင်းတွေကိုရိုက်ခွဲဖို့ကြိုးစားခဲ့ပါတယ်။ဒီဖြစ်စဉ်မှာဘိုင်းခရော့တရာပြိုကျသွားပြီးစစ်တပ်ကြီးရဲ့စိတ်တပိုင်းဟာရေထဲကိုကျသွားပါတယ်။ Fire Giant ကြီးတွေမြစ်ထဲနစ်မြုပ်သွားချိန်မှာ S ကဒီရန်တွေကအောင်းဝဲခံခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ကံကြမ္မာကဂျန်ရီတကောင်စောက်ထားတဲ့အေယာမတ်နိုင်ငံတွေနောက်မှာပုံကွယ်မဟုတ်ဘူးဆိုတာနဲ့ဖျားတွေသိခဲ့ပါတယ်။သူတို့ရဲ့ကံကြမ္မာကအမောင်းရဲ့အင်အားစုတွေကိုစစ်မြေပြင်မှာတိုက်ခါရှိရှိရင်ဆိုင်တိုက်ခိုက်ဖို့ဟာ ဆိုတော့အိုတင်ဟာသူ့ရဲ့ခြေစီဆောင်ရင်းစလိပ်ပနေရဘောကနေစစ်ပွဲစတင်မှုအမိန်ပေးလိုက်ပါတယ်။နတ်ပြောင်းရဲ့စစ်တပ်ဟာရန်သူတွေကိုနှီးကပ်တိုက်ခိုက်ခဲ့ပါတယ်။အက်စကာရီယန်နတ်ပြောင်းရင်းနဲ့အမောင်ရဲစုကြီးထိတ်တဲရင်ဆိုင်မှုကပြင်းထန်လာတာကြောင့်အစ်ဂျော့ဆေးတို့တောင်တုံလှုပ်စေခဲ့ပါတယ်။သူရင်ဦးဆောင်တဲ့အိုက်စတိုင်ယန်တွေဟာအိုတင်ရဲ့တပ်တွေကိုနောက်ဆုံးတိုက်ပွဲမှာရဲရင်စွာရင်ဆိုင်ခဲ့ကြပါတယ်။ဘာနာနတ်ဖျားဖရီဟာအက်စကာရီယန်တွေနဲ့အတူသူ့ရဲ့ရွှေရောင်ဘုတ်ဝန်ကြီးစီရဲရင်စွာတိုက်ခိုက်ခဲ့ပါတယ်။ ရဲစွမ်းတက်သည့်ရှိရနေဖေကမူစပဟိမီတောက်ဘလူးဂျီရေကောင်းတော့ဆူတော်တူးချင်းရင်ဆိုင်ခဲ့တာပါဖရီကသူတက်နိုင်တယ်လို့အကောင်းဆုံးတိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့ဒါဆူတော်အနိုင်ယူဖို့မလုံလောက်ခဲ့ပါဘူးဆူတော်ကမီတောက်နေတဲ့ဓာတ်နဲ့ဖရီကိုဇီဝင်ချုပ်လိုက်ပါတယ်မသိခင်မှာဖရီဟာသူ့ရဲ့မော်တာကိုစကင်နီယာစီပေးလိုက်မိတာအတွက်နောင်တရခဲ့ပါတယ်သူ့လက်ထဲမှာအဲ့ဒီမော်တာရှိခဲ့ရင်အရာရာခြားနာစွာဆုံးသက်သွားနိုင်ရဲ့လို့ပါဖရီဟာစစ်မြေပြင်မှာကြာဆုံးသွားတဲ့ပထမဆုံးနယ်ဖျားဖြစ်ပြီးနောက်ထပ်များစွာသူ့နောက်ကလိုက်ခဲ့ပါတယ် ဖန်တော်ကိုအကျဉ်းချချုံတော်ကိုသူ့လက်တစ်ဖက်ကိုဇေယျခဲ့တဲ့စစ်တီနာဖျားတီဟာတေမင်းကွာကိုကာကွယ်တဲ့ငရဲရဲ့စွမ်းအကြီးဆုံးဝင်းပရီကာမာကိုရင်ဆိုင်ပြီးနောက်လဲချသွားခဲ့ပါတယ်။ဒါပေမဲ့တီဟာဟာသူမတင်မီငရဲဝင်းပရီရဲ့နှလုံးသားရဲ့တူထားကိုထိုးသွင်းနိုင်ခဲ့ပါတယ်။ဇော်မန်ကန်ရာမွေကြီးစစ်တိုက်ကိုရောက်လာတဲ့အခါစစ်မြေပြင်လှုပ်ခါသွားခဲ့ပါတယ်။အဲ့ဒီမွေကြီးဟာနတ်ဖျားတို့ရဲ့စစ်တီကိုတပ်ပြင်နိုင်တဲ့အစိတ်တန်းငွေတင်ဆိုင်ကိုထုတ်လုခဲ့ပါတယ်။မူကျွနတ်ဖျားတို့ဟာယောမန်ကန်ရာအောင်မြင်တော့စိတ်လှုပ်ရှားသွားခဲ့ပါတယ်။ သူ့ရဲ့ပြိုင်မဲ့အောင်နဲ့နောက်ဆုံးဆုံးဖြတ်တိုက်ပွဲကိုစောင့်နေရကြာပြီမလို့ပါတောနဲ့ရောမန်ကန်တာကိုကြားတိုက်ပွဲကလုံးဝအေးပစ်ပါပြည်မမွေကြီးကအက်စကာရီယန်သူ့ရဲ့ကောင်းကိုမျိုးကိုကြိုးစားပါတယ်တောကရောမန်ကန်တာထိုးစစ်စင်တာတွေကိုရှောင်ချပြီးသူ့ရဲ့အားကောင်းတဲ့တူရိုက်ချက်တွေနဲ့ပြန်လည်တိုက်ခိုက်ပါတယ်မိုးစုနယ်ဖျားရဲ့လက်ချက်နဲ့ရောမန်ကန်တာဒဏ်ရာရပြီးမြေပြင်ပေါ်လဲကျသွားပါတယ်တောကမွေကောင်းကိုတေးသေးတော့တဲ့ရိုက်ချက်နဲ့ထုပစ်လိုက်ပါတယ်အက်စကာရီယန်နယ်ဖျားတွေနဲ့စစ်တီတွေကတောနဲ့အတူအောင်ပွဲခံခဲ့ကြပါတယ် ဒါပေမဲ့တောရဲ့ရိုက်ချက်ကယောမန်ကန္တာရဲ့အစိတ်တောက်တွေပေါက်ထွက်သွားလောက်အာခေါင်းလုံးတော့သူ့နီးတွဲမှာအစိတ်တင်တစ်ခုပြန့်နှံ့သွားပါတယ်။အစိတ်တင်သွားတဲ့တောတရားကိုဒူးထောက်လဲကြပြီးတည်ဆုံသွားခဲ့ပါတယ်။တောမရှိတော့တဲ့ခါအမောင်ရဆူတွေကိုဆန့်ကျင်တဲ့တိုက်ပွဲဟာနတ်ဖျားတွေအတွက်ပိုခက်ခဲသွားပါပြီ။လူကြီးရဲ့ဒါဖန်ရာဝင်ပလေကြီးကသူ့ကိုဆန့်ကျင်သူအားလုံးဝါမျိုးနေခဲ့ပါတယ်။ဒါပေမဲ့သူ့အလိုရှိဆုံးကအိုဒင်နဲ့ထိတ်တက်ရင်ဆိုင်မှုပါ။အက်စကရဲ့ဘီရင်ကလည်းသူ့ရဲ့ကံကြမ္မာကဖန်ရာနဲ့ရင်ဆိုင်ရမှာဆိုတာသိနေပြီဒါဖြစ်ပါတယ် ဒါပေမဲ့ Odin ကံကြမ္မာဒီတိုက်ပွဲကနေအသက်ရှင်ရဲ့အထွက်ပုံမဟုတ်ပါဘူး။နောက်ဆုံးမှာတော့ Odin က Fenron နဲ့တိုက်ခိုက်ရင်ဝင်းပလေကြီးရဲ့ဝါးမျိုးချင်းခံလိုက်ရပါတယ်။ Aesir နတ်ဖျားတွေရဲ့ခေါင်းဆောင်ဝနိုင်းယူပြီးနောက် Fenron ဝင်းပလေကနတ်ဖျားတွေကိုလောင်မြောင်ခဲ့ပါတယ်။ဒါက Odin ရဲ့သား Vida ရဲ့နှလုံးသားမှာအမုန်းတွေဒေါသရင်းနဲ့ပြည့်စည်ခဲ့ပါတယ်။ Vida က Fenron ဝင်းပလေရဲ့မေးရိုးတွေကိုနှချမ်းခွဲပစ်လိုက်ပါတယ်။ဒီလိုနဲ့ပဲ Ragnarok ရဲ့တာရဲ့ကြီးတို့လူတီများခဲ့တဲ့ Fenron ဝင်းပလေကြီးအဆုံးသတ်သွားခဲ့ရပါတယ်။ သူသားဒေဆုံးလေးမှာတော့လိုကီဟာနတ်ဖျားတွေတယောက်ပြီးတယောက်ကြာဆုံးလာတာကိုစောင့်ကြည့်ကျေနပ်နေကြတာပါ။ဂါဒီယန်နတ်ဖျားဟိမ်တို့ဟာဟဲလ်ရဲ့စစ်တပ်ကိုထိုးဖောက်ရင်းလိုကီစီသွားရောက်တိုက်ခိုက်ခဲ့ပါတယ်။လိုကီနဲ့ဟိမ်တို့ကတယောက်နဲ့တယောက်အချိန်များစွာထိုးတက်ခဲ့ကြပါတယ်။ဒီရင်ဆိုင်ဘက်မှာအွန်လိုင်းလိုမရှိခဲ့ဘဲသူတို့နှစ်ယောက်စလုံးဒေဆုံးခဲ့ကြတာပါ။ဖိုင်ယာဂျန်ယန်ကြီးဆူတော့ဟာသူသားနဲ့ကဘာကြီးကိုမီးရှို့လိုက်ပါတယ်။မိတောက်တွေကအရာရာတိုင်းကိုလွှမ်းမိုးသွားပါတယ်။နှစ်ပတ်စလုံးမှာတိုက်ခိုက်သူတွေမရှိတော့ပါဘူး။ပြာပဲကြံပါတော့ရဲ့။ မီးရှံတွေက SKT ရောက်ရှိသွားပြီးအဲ့ဒီကနန်းတော်ကြီးကိုမီးလောင်တိုက်တင်းပစ်လိုက်ပါတယ်။သမုတ်ရရေမျက်နှာပြင်မြင့်တက်လာပြီးအေယာမရေကြီးရေရှမ်းမှုဖြစ်လာခဲ့ပါတယ်။ခွာပေါ်မှာဘာမှမကျန်တော့ပါဘူး။အေဇာနဖျားတွေရဲ့ခေတ်ကပြီးဆုံးသွားပါပြီ။ကဘာမျိုးရေလွှဲမှုပြီးနောက်ပေါ်လာတဲ့မြေကြီးမှာအပင်တွေပြန်လဲပေါက်ဖွားလာကြပါတယ်။နေတိတခုထိုးနေလာပြီးကဘာမျိုးလွှမ်းမှုကြတဲ့အမှောင်ကိုအဆုံးတတ်လိုက်ပါတယ်။ပစ်ထရိုစီကဘာတိပင်ကြီးဟာရက်ဂနာတော်အတွင်းအပျက်စီးမှုတောင်မခံနိုင်မဲ့လဲကျသွားခဲ့ပါတယ်။ ိုင်မဲ့အဲ့ဒီတစ်ပင်ကြီးတွေမှာလူဝဲစမ်းခြင်းမှုတစ်ခု ပုံအောင်နေခဲ့ပါတယ်။ရက္ခဏာတော်ရဲ့အဖြစ်အပျက်တွေကိုလူသားတွေခုခံနိုင်ဖို့နတ်ဖျားတွေကတင်မျိုးတစ်စုံကိုဖွက်ထားခဲ့တာပါ။သူတို့ရဲ့နာမည်တွေကတော့ Lift နဲ့ Nitrazi ကတော့ဖြစ်ပါတယ်။ဒီစုံတွဲရင်မြစ်တာကြောင့်ကဘာကြီးကလူဦးရေပြန်လည်ထူထပ်လာအောင်ဖြစ်ပါတယ်။ S ကပျောက်ကွယ်သွားခဲ့ပါပြီ။ရက္ခဏာတော်မှာရှင်ကြံခဲ့တဲ့နတ်ဖျားတွေဟာ Etherbo ကွေးမြေမှာကဘာတစ်တစ်ခုတိစောက်ကြမှာပါ။အီတဘောမှာနတ်ဖျား၆ပါးအုပ်ချုပ်ပါလိမ့်မယ်။အိုတင်ရဲ့သားဖြစ်တဲ့ဗီဒာနဲ့သူ့အကိုဖလီ တော့ရတဲ့ဖြစ်တဲ့မက်ဂရီနဲ့မိုဒီတေရပြန်နှစ်ပြဖော်တာနဲ့ဟိုတော်တို့ဟာအီတဘောမှာသူတို့ကနေတိုင်းကြမှာပါအဲ့ဒီမှာသူတို့ဟာရိုးရဒလီဟောင်းတွေကိုပြန်တရရပြီးအတိတ်ရအမှားတွေကိုထပ်မလို့ကိုစူးစမ်းအနာဂတ်ကိုဆွေးနွေးကြပါလိမ့်မယ်ရက်နာရောရဲ့ဆိုးဝါးတဲ့ဖြစ်ရတွေပြီးကဘာတစ်ကိုပြန်လည်တိဆက်ဖို့နဲ့ကာဝဲဖို့ဒီနှစ်ပြချောင်းမှာတာဝန်ရှိနေတာဖြစ်ပါတယ်နော့တန်နိုင်ရဲ့တန်တရာအတိတ်တစ်ခုစတင်ခဲ့ပါပြီ ခုပြောပြသွားတဲ့ North Square ရဲ့ Neon Ragnar အကြောင်းဆွေးနွေးလိုပါရှင် comment section မှာမျှဝေသောအကြံပြုလိုပါတယ်။ဆုံးထိနှောင်းပေးသွားလို့ကျေးဇူးတင်ပါတယ်ဗျာ။ video လေးကိုကြည့်နေတဲ့လေဆိုတော့ like and subscribe လုပ်ပေးသွားမမေ့ပါနဲ့ဦးနော်။